မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ် ရှမ်းပြည်နယ်တောင်ပိုင်းဟဲဟိုးနယ်လွိုင်လင်းမြို့နယ်တွင်မှစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့အတွက်အသက်18နှစ်ကနေအသက်38နှစ်အတွင်းရှိတဲ့လူငယ်တွေကိုမဲနိုင်ခိုင်းနေပြီးလူငယ်900ကျော်မဲပေါက်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။ဟဲဟိုးမြို့နယ်ဝေယုံတောရွာမှာဂျွန်လ16ရက်နေ့ကလူငယ်အလုံးရွာခန်းမှမှာမဲသွားနိုင်ခဲ့ရတာဖြစ်ပြီးမဲနိုင်သူ400စလုံးပေါက်သွားပြီးတော့မဲပေါက်သူတွေကစစ်မှုထမ်းအပတ်စဉ်အလိုက်တတုတ်ချင်းစီအကုန်သွားရမှာဖြစ်တယ်လို့မဲနိုင်ရမှာပါဝင်ခဲ့တဲ့ဒေသခံရွာသားကပြောပါရယ်။ အရင်ကတော့ပတ်စံပေးပြီးလူငါထည့်လို့ရပေမဲ့အခုကတော့ကြေးရွာတွေမှာရှိတဲ့လူငယ်တွေအကုန်လုံးမဲနှက်ရတာလို့လဲဆိုပါရယ်စစ်မှုထမ်းဖို့မဲနှက်ရတာအပြင်စစ်မှုထမ်းစရိတ်အတွက်ကြေးရွာအုပ်ချုပ်ရေးမှုကအိမ်တော်စုတစုကို2000နှုန်းနဲ့ကောက်ခံနေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်ဒါပြင်လွိုင်းလင်းမြို့တည့်ရက်ကွက်မှာလဲစစ်မှုထမ်းဖို့ဂျွန်လ16ရက်နေ့ကမဲနှက်ခံခဲ့ပြီးအယောက်100ကျော်မဲပေါက်သွားပြီးတော့ဂျန်နေရက်ကွက်တွေမှာလဲမဲနှက်ရမယ်ဆိုပြီးဆလာပို့သွားတယ်လို့မြို့ကန်ကပြောပါရယ်ရှင် စကိုင်းတိုင်းပလဲမြို့နယ်ကန်တော့နယ်မြေရဲစခန်းကိုဂျွန်လ19ရက်နေ့မနက်မှာ PLA အဖွဲ့ကတိမ့်နိုင်ခဲ့တယ်လို့ဒေတာရင်းတော်လိုင်းအဖွဲ့တွေကလည်းသိရပါဗျ။ဖြတ်တောက်ရင်နဲ့အတွင်းပိုင်းတိုက်ခိုက်ရေးတွေကိုညညွညွတ်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်အောင်မြင်မှုရခဲ့တာလို့တော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်ကပြောပါဗျ။စခန်းသိမ်းတိုက်ပွဲကို PLA အဖွဲ့အပါအဝင် ABSDF ကျောင်းသားတပ်မတော် ချက်တဲ့အပါအဝင်ရင်းမပင်ခရိုင်အတွင်းကတရင်တပ်ဖွဲ့တွေနဲ့ဒေသရင်း LPDF ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်စစ်ကောင်စီတပ်ဘက်ကကန်နောက်စခန်းကျသွားတဲ့အတွက်ဂျွန်လ19ရက်နေ့မနက်ပိုင်းကစတင်ပြီးအင်မတီဖြူရွာကနေစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ကန်နောက်ရွာဘက်ကိုစစ်ကြောင်းထိုးနေလို့လည်းသိရပါရယ် DVP အနေနဲ့ကန်နောက်စခန်းသိန်းစစ်စင်တစ်ခုလုံးကိုသိရှိနိုင်ဖို့ PLA အဖွဲ့ကိုမေးမြန်းထားပေမဲ့သတင်းထုတ်လွှင့်ချိန်အထိအကြောင်းပြန်ကြားတာမျိုးမရှိသေးပါဘူးရှင် ကျုံတို့ကော့ဂရိတ်လမ်းမိုင်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စစ်ကောင်စီကစစ်အင်အားဖြစ်တင်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ရှေ့ရန်သတင်းမြေကပြောပါရယ်အောင်ခန့်သတင်းပြပို့ထားပါရယ်ရှင်ကင်းမီနယ်ကော့ဂရိတ်မြို့ကြီးမှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းနဲ့ဂန်လန်နဲ့ပူးပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ကပါတိုက်ခိုက်နေပါတယ်ကျုံတို့ကော့ဂရိတ်လမ်းမိုင်းမှာစစ်ကောင်စီတပ်နဲ့ဂန်ယူဦးဆောင်တဲ့ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ် ။ဒါအပြင်ကောရမျိုးနီးနဲ့ဂျုံတို့မျိုးနီးတစ်ပိုက်ကိုစစ်ကောင်စီကမြေပြင်ကနေလည်းနဲ့ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြီးရွာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေပါတယ်။ဟောရလေးပဲဆိုတော့ဟိုသူတို့အဲဒီဂျုံတို့ကောရလန်ကိုတိုင်ထုတ်ကြတဲ့တဘောကြီးနဲ့ဆေးရတဲ့တပူတွေအဲစစ်ကြောတွေတူတော့အဲလိုရှိတယ်ဗျ။အခုစုမလေးရတီကိုသူတို့လူရရတဲ့ ်ကျွန်တော်ညာလေးတက်ပြည်တာရှိတယ်လက်ရှိလက်ဒီအောင်မရှိတဲ့တပောက်စုနဲ့တော်တော်လေးတပောက်စုနဲ့တို့တော့သူ့ပြည်မှုတွေဖြစ်နေတာရှိတယ်အဲကြောက်ဆုံးလာရပါတော့ပတိအကြမတိဘောတော့ရတဲ့လူတွေရဲ့ပုံမှန်ပုံပြီးတော့ပြောဆိုရရှိတယ်ဒီကကြောက်ဆုံးလို့ရှိတယ်လက်ရှိသူ့ဘက်ကလည်းတောင်းလျှောက်ဒီလိုတော့သိပိုင်းနိုင်တယ်လက်ကြီးလေဒီတော့တော့ပြီးတော့ဘာခဏရရှိတော့ စစ်ကောင်စီလက်အောက်ခံကင်မီနယ်စုရဖွဲ့ကဂျိုင်းမြေအတွင်းများပြည်သူသွားလာနေတဲ့ဂရုစိတ်တွေကိုကုသသွားလာခွင့်ပိတ်ပင်ထားတာကြောင့်ခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ကျွန်တော်ကကရိလမ်းပိုင်းကိုစစ်ကောင်စီတပ်ဖက်ကစစ်အာဏာဖြည့်တင်းနေတယ်လို့စစ်ရောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။အေးမင်းကလည်းဆန်ကြတယ်ကျွန်တော်ဒီဖြစ်တော်တော်နေတိုင်းပဲဖြစ်တယ်ဟုတ်တယ်။နေတိုင်းတော့ပြည့်တယ်လေရင်တော့နေတိုင်းဝေးတယ်။ the volunteer ma ma e bina baudia con la gia de le so pa ya te mane le sa sa ta ni le how the how the do a di e jaung si le ja ro di be tam da tra na go be ngo ma ta me e le ga ni lo ka no bi ro si dan go pu le e be jai da sha go pu le e bo sa mi le bo no ta chi le da ho de ဂျွန်လာကွင်းနေမွန်လဲနေနိုင်လောက်ကမွန်ကင်းနေဆက်ကင်းမီနေကော့ကလေးမျိုးနဲ့ပန်ရဲ့ကြီးရကကလေးတွေကိုစာတင်ကြပြနေတဲ့နေအိမ်စာတင်ကြောင်းကိုတိုက်ပွဲပြပွားတာမရှိပဲစစ်ကောင်စီကလေးချောင်းကနေဘုံကြီးရှင်လုံးကြက်ချတိုက်ခိုက်ခဲ့ပါတယ်ဘုံကြက်တိုက်ခိုက်မှုကြောင့်ဂျောင်းသားကလေးငယ်၃ယောက်သေဆုံးပြီးရှာမတစ်ယောက်နဲ့လူကြီးတစ်ယောက်ပါသေဆုံးခဲ့တဲ့ပြင်၂၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်နေအိမ်၃လုံးလည်းထိခိုက်ပျက်စီးခဲ့ပါတယ်ကျွန်တော်အောင်ခံပါ နီးရှားနိုင်ငံအရှိနူဆာတန်ကာယာပြည်နယ်ရှိလေအိုတိုဘီလာကီလာကီမီးတောင်ဟာဂျွန်လ18ရက်နေ့ဂျွန်လ18ရက်တွင်မှနှစ်ရက်စတိုက်ပောက်ကွဲခဲ့ပြီးပြမုံတွေကိုမှုတ်ထုတ်ခဲ့ရာကြောင့်ဂျွန်လ18ရက်ဗုဒ္ဓနေ့မှာတော့မီးတောင်အနီးတစ်ဝိုက်ကလူနေ area တွေမှာခေါမိုးတွေနဲ့လမ်းတွေကိုပြမုံတွေဖုံမှုတ်တွေဖုံလွှမ်းသွားခဲ့ပါတယ်။ဂျွန်လ18ရက်အင်္ဂါနေ့မှာမီးတောင်ပောက်ကွဲချိန်မှာပြရီကို7ကီလိုမီတာအမြင့်ထိမှုတ်ထုတ်ခဲ့ရာကြောင့်နိုင်ငံရဲ့မီးတောင်အေဂျင်စီကသတိပေးချက်အဆင့်ကို အနေရှိဆုံးအဖြစ်အမြင့်ဆုံးအထိမြင့်တင်ခဲ့ရပါတယ်။ဂျွန်လ18ရက်ဗုဒ္ဓဦးနေ့မနက်မှာထပ်မံပောက်ကွဲခဲ့ပြီး10ကီလိုမီတာအထိမြင့်တဲ့ပြတိန်တိုက်ကိုထုတ်လွှင့်ခဲ့ပါတယ်။မိုးသက်ထန်စွာရွာသွန်းခဲ့ရင်ချော်ရီရီစည်းလာနိုင်ဖွယ်ရှိကြောင်းမီရောက်အေဂျင်စီကသတိပေးချက်ထုတ်ပြန်ထားပါတယ်။မီရောက်အနီးရှိရွာနှရွာမှာနေထိုင်သူဒါဇင်ပေါင်းများစွာကိုရွှေ့ပြောင်းခိုင်းခဲ့ရကြောင်းဒေသခံအာနာပိုင်တာဝန်ရှိသူတယောက်ကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ လူဦးရေကျဲပါပေမဲ့မီးရောင်ပက်လေကအန်ရရှိတဲ့အချင်းဝက်9ကီလိုမီတာ၄.၃မိုင်မှာစွန့်စွန့်ဆဆနဲ့မကြာခဏလာရောက်အလုံးလုံးကြတဲ့ဒေသခံတွေလည်းရှိနေပြီ။ဂျုံလာ၁၈ရဲ့အင်္ဂါနေ့ကမီးရောင်ပောက်ကွဲမှုဖြစ်ပွားချိန်မှာရွာကမီးခိုးနီတွေလွှမ်းသွားကြောင်းလည်းပြောပြကြပါဗျာ။ ဘာလီကျွန်းရှိ Egotis ငွေရဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့သတင်းထုတ်ပြန်ချက်အရနိုင်ငံတကာခီးစဉ်12ခုနဲ့ပြည်ရင်းလေရင်ခီးစဉ်9ခုအနည်းဆုံးလေခီးစဉ်18ခုကိုဖျက်သိမ်းခဲ့ရပြီးမိအောင်ပောက်ကွဲမှုကြောင့်စုစုပေါင်း32ခုထိခိုက်ခဲ့တယ်လို့ဆိုပါတယ်ရှင်။ ဒီဗီယိုမြင့်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်